ပါရှင် online Japanese language center ဦးကျန်းစီမှာဆန်းလက်ခံပါသည်ဖြစ်ပါတယ်ဒီဗီဒီယို file လေးကတော့ကျောင်းသားကျောင်းသူများကို N4 level ရဲ့အခန်း54 mini math ဆိုတင်ပေးမယ်ဗီဒီယို file လေးဖြစ်ပါတယ်အဲဆိုရင်အတူတူလေ့လာကြည့်အောင်နော်အဲ့တော့အရင်ဆုံး ET band မဲ့ ET band မဲ့ကနာအရင်ဆုံးအတန်ထွက်တွေချပေးမယ်ပေါ့နော်အတန်ထွက်တွေချပေးပြီးသွားပြီဆိုရင်အဲအတူတူဆန်းဆန်းနဲ့အတူတူမှတ်နေလေးနဲ့လိုက်မှတ်ပါမယ်အဲ့တော့ ET band မဲ့က나키마스ငိုသည်나키마스ငိုသည်나키마스ငိုသည် Walaimas yedi walaimas yedi walaimas yedi Nemulimas eidi nemulimas eidi nemulimas eidi အနေမတ်နဲ့နေမူလီမတ်နဲ့အဘာကွာလဲဆိုရင်အဲနေမူလီမတ်ကကြတော့အိပ်ပျော်သွားတဲ့အချိန်လေးပေါ့နော်နှစ်နှစ်ကြာကြာအိပ်တယ်ဆိုတဲ့အထိပဲလေနေမတ်ကကြတော့မအိပ်ခင်အချိန်လေးတွေမှာလည်းတုံးတယ်ပေါ့နော်ဥပမာဆိုရင်ဆိုလို့ဆိုလို့နေမတ်အိုယာဆူမီနာဆိုင်အဲမကြခင်အိပ်တော့မယ်အိုယာဆူမီနာဆိုင် ကောင်းကောင်းအနားယူပါပေါ့နော်အဲဒီနေမူလီမတ်ကတော့အာ အာ少し疲れて眠りましたဘောနော်အာနည်းနည်းလေးပြင်ပန်းပြီးတော့အိပ်ပျော်သွားတယ်အဲ့လိုဟာမျိုးဒီမှာသုံးနေဘောနော်နောက်တစ်ခုကကြတော့ Kawakimas 6 ठी Kawakimas 6 ठी Kawakimas 6 ठी ရှားစွတ်က Kawakimas အင်ကြီး6 ठी ရှားစွတ်က Kawakimas အင်ကြီး6 ठी နူလဲမတ်ဆို ठी အာအင်ကြီးပိုင်ဆိုတာမှလည်းသုံးနေဥပမာအဲ့ဒီတခုခုဖိတ်ကြသွားလို့ဆိုသွားတယ်အဲ့လိုမျိုးတွေမှလည်းတုံးတယ်နော်နူလဲမတ်ဆိုသည်ရှားစွတ်ကနူလဲမတ်ဆိုသည် အဲဒီအင်ကြီးဆိုသည်ပေါ့နော်ရှာစုကနူလဲမတ်အင်ကြီးဆိုသည်စူဘဲလီမတ် ချောသည်ချောဒီဆိုတာလူတွေဘာတွေချောတာမဟုတ်ဘူးအဲဒီနေရဒီကြမ်းမြင်တွေဘာတွေရေတွေဘာတွေရှိလို့ချောနေရပေါ့နော်အဲ့လိုအမျိုးတွေမှာသုံးတယ်စူဘယ်ဒီမတ်ချောဒီစူဘယ်ဒီမတ်ချောဒီโอเคမတ်ဒီမှာကျတော့โอเคမတ်ကဖြစ်ပွားသည်နော်အေးရထာဒီခန်းကြီးနဲ့အတူတူပဲအေးရထာဒီပထမဆုံးအနေနဲ့ဒီခန်းကြီးလေးကအေးရထာဒီအနေနဲ့ဘာသာပြန်နေနောက်တစ်မျိုးသူကဒီ အခုဒီမှာလိုမျိုးဒီဖြစ်ပွားဒီပိုင်းနဲ့လည်းဘာသာပြန်လို့ရတယ်ပေါ့နော်သူရဲ့အသုံးနှုန်းပုံမူတည်ပြီးတော့ဘာသာပြန်မှာပေါ့နော်အာဒီမှာဆိုရင်ဂျီခိုနဲ့တွဲသုံးတဲ့အတွက်ကြောင့်ဂျီခိုက okay မှာဆိုရင်အဲမတော်စားမှုဖြစ်ပွားဒီဂျီခိုက okay မှာမတော်စားမှုဖြစ်ပွားဒီ accident ဖြစ်ပွားဒီပေါ့နော်ချောဆဲဆွတ်ရှိမတ်ထိန်ညိသည်ချောဆဲဆွတ်ရှိမတ်ထိန်ညိသည်ချောဆဲဆွတ်ရှိမတ်ထိန်ညိသည်အမအချိန်တွေပါတယ်ထိန်ညိတာပေါ့အခုနေ့ကတော့ မ22ရက်နေ့ကတော့ဒီဒီအစည်းအဝေးရှိရ23ရက်နေ့ကတော့အစဉ်ပြေလောက်တယ်စသဖြင့်အဲ့လိုမျိုးအချိန်တွေကိုချောဆဲဆွတ်ရှိမှချိန်ညိတယ်အန်ဇနာအန်နီယကင်းတော့အန်ဇနာ အန်နီယကင်းတော့ဘေကင်းတော့အန်ဇနာအန်နီယကင်းတော့ဘေကင်းတော့ခိခန်းနာအန်နီယရှိတော့ခိခန်းနာအန်နီယရှိတော့ခိခန်းနာအန်နီယရှိတော့ခိုဤခိုဤကကြတော့အရသာဆိုရင် ပြင်းတော့အေးဆိုရင်ပြစ်တော့ အော်ဒီအယောင်ဆိုရင်ရင်တော့ဥမာဆိုရင်စာလုံးတွေပါတယ်ဆိုလို့ရှိရင်အယောင်တောက်တယ်ထင်းထင်းမြင်ရတယ်ပေါ့အဲ့လိုမျိုးဥမာဆိုရင်မိုးကြီးကခိုးကြီးဆိုရင်ဒီစာလုံးကအယောင်ကနဲ့နေတဲ့အတွက်ကြောင့်မလို့အတိအချမြင်ရတယ်ပေါ့နော်အာမိုးကြီးကအဒီအောက်မှာတွေ့ရဲဦးဆွေမိုးကြီးကဦးဆွေတော့တဲ့အမရီမီရဲ့နိုင်အာစာလုံးလေးကမှိန်နေတဲ့အတွက်ကြောင့်မလို့တိတ်ပြီးမမြင်ရဘူးပေါ့နော်အဲ့လိုဟာမျိုးဒီမှာသုံးတယ်သူကကြာဦးဆွေရကြတော့အရသာဆိုရင်ပေါ်တယ်အရေးဆိုရင်ကျဲတယ်အယောင်ဆိုရင်ဖြော့တယ်စာလုံးတွေပိုင်းနဲ့တွေ့သုံးမယ်ဆိုရင်အယောင်မှိန်နေပေါ့နော် ငါတို့ကအာဆွီအာဆွီကဒါဒီမှာနော်ထူသောခန်းကြီးလေးနော်အာဆွီထူသော အာဆွီထူသော အာဆွီထူသောငါတို့ကဖူသောဤဝါသောဖူသောဤဝါသောဖူသောဤဝါသော ဟိုဆိုဤပိန်သောဟိုဆိုဤပိန်သောဟိုဆိုဤပိန်သောငါတို့ကခူခိလေးတို့ခူခိလေးတို့ခူခိလေးတို့နောက်တစ်ခုကကြတော့နာမိတ မျက်ရည်နာမီဒာမျက်ရည်နာမီဒာမျက်ရည်ဝါရှော့ခုဂျပန်အစားအစာဝါရှော့ခုဂျပန်အစားအစာဝါရှော့ခုဂျပန်အစားအစာယောရှော့ခုအနောက်တိုင်းအစားအစာယောရှော့ခုအနောက်တိုင်းအစားအစာယောရှော့ခုအနောက်တိုင်းအစားအစာအိုခါစုဟင်းလျာအိုခါစုဟင်းလျာအိုခါစုဟင်းလျာလီယောပမာဏလီယောပမာဏဘိုင်းစပေါ့နော်ဥမာနိဘိုင်းဆိုရင်နှစ်ဆဘိုင်းစနော်ရှင်ဂူရူ တယောက်เนาะတယောက်ခန်းတယောက်ဟိုမှာဆိုလို့ရှင်ဟာဟိုတယ်တွေဘာတွေမှာအခန်းကမှာဆိုရှင်ကုတုဆိုရင်ဒါတယောက်ခန်းငါတို့က swing swing ကနှစ်ယောက်ခန်းပေါ့เนาะအမှာဆိုရင် swing အနေနဲ့ငားမယ်ဆိုရင်နှစ်ယောက်ခန်းပေါ့ဥမာကိုကအမေဆုံးမှာပစ္စည်းတွေဘာတွေမှာတယ်ဥမာတယောက်ဤခရင်ဆိုရင်ရှင်ကုတုဒါတယောက်တယောက်ဤပေါ့เนาะအာ swing in swing ကကြတော့နှစ်ယောက်ပေါ့เนาะဟောအင်္ဂလိပ်အတန်အတွက်ကနေလာတာเนาะ Santa Cruz Mono Santa Cruz Shima ဆိုတာကအဝိရှော်တာเนาะ ဇန်တာခုမွန်လို့ဆိုရင် ရှော်စရာအဝတ်ဇန်တာခုမွန်လို့ရှော်စရာအဝတ်ဇန်တာခုမွန်လို့ရှော်စရာအဝတ်ဟိုတဲတူဟိုတဲဟိုတဲတူဟိုတဲဟိုတဲတူဟိုတဲဟီရိုရှိမားကဟီရိုရှိမားမြို့နာမည်နော်ဟီရိုရှိမား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 နော်တို့ကဒိုးနာဆိုင်မတ်စကာဒိုးရှိမတ်စကာနဲ့အတူတူပဲနော်နာဆိုင်မတ်စကာကကြတော့ပို့ပြီးတော့ယင်ကျေးတဲ့အတုံးတော့ပေါ့နော်ရှိမတ်စကဲယင်ကျေးတဲ့အတုံးတော့ကနာဆိုင်မတ်စနော် ဒါကစမ်းစစ်တို့အခန်း20အခန်း24အောင်ဖြစ်တယ်အခန်း49 50ရောက်လို့ရှင်သိရမှာနော်အဲ့တော့နာဆိုင်မတ်ဆိုတာရှီမတ်ကရင်ကျစ်တဲ့အတုံးနော်ရှီမတ်ကရင်ကျစ်တဲ့အတုံးနော်ဒိုးရှီမတ်ကနဲ့တူတူပဲနော်ဒိုးနာဆိုင်မတ်ကဘယ်လိုလုပ်ချင်ပါသလဲဒိုးနာဆိုင်မတ်ကဘယ်လိုလုပ်ချင်ပါသလဲခတ်တူခတ်တူဆိုတာကကက်ကနေလာနော်ဒီအင်္ဂလိပ်အတန်တွေဖြတ်တယ်ညှက်တယ်ပေါ့နော်ဖြတ်ချင်းညှက်ချင်းဥမာစပင်ညှက်ဆိုင်မှာဆိုရင်တော့ခတ်တူရှီမတ်ဆိုရင်စပင်ညှက်မှာပါလို့ပြောတာပေါ့နော်ခတ်တူ ရှမ်ပူကိုရှိမှဆိုရင် ရှမ်ပူဆိုတာကဒီရှမ်ပူကရှမ်ပူကိုရှိမှဆိုရင်ခေါင်းလျှော်တယ်ဆိုတဲ့အဓိပ္ပာယ်နော်။ဒိုယူဖူနီနာဆိုင်မတ်ကာအီအူကိုယူလို့ဖတ်မယ်နော်။ဒိုယူဖူနီနာဆိုင်မတ်ကာဒိုယူဖူနီဆိုတာဘယ်လိုပုံစံမျိုးနာဆိုင်မတ်ကာပြုလုပ်ခြင်းမှတလဲဘယ်လိုပုံစံမျိုးညှက်ခြင်းလဲပေါ့နော်ဒီမှာသဘင်ညှက်ဆိုင်မှဆိုရင်နော်။နောက်တစ်ခုက short to short to ဆိုတာက short နော်အဲအတူပြောအတူညှက်ခြင်းလဲပေါ့နော်။ short to အတူ short to အတူ နိုင်နိုင်နီမိတိုင်းနေရှိတဲ့ကုတာဆိုင်ဒီဟာလိုမျိုးလုတ်ပေးပါဗောနော်ဒီဟာလိုမျိုးပြုတ်လုတ်ပေးပါဆိုတဲ့အထိပဲဥပမာဆိုရင်ခွန်တို့ရှာရှင်မိတိုင်းနေရှိတဲ့ကုတာဆိုင်ကဒီလိုဒီဒီပုံလေးအလိုမျိုးညှက်ပေးပါဗောနော်လိုမျိုးလုတ်ပေးပါဆိုတဲ့အထိပဲနော်နောက်တစ်ခုကခိုရဲတဲ့ယောရရှိတေရှောကခိုရဲတဲ့ဆိုတာဒလာဒါနဲ့ဒီလောက်ဆိုရင်ယောရရှိဆိုတာအီလိုမျိုးပဲရင်ကျတဲ့အတုံးတော့ဗောနော်အီရဲ့ရင်ကျတဲ့အတုံးတော့ယောရရှိတေရှောက ဆိုတာကဒါဆိုရင်ဒီလောက်ဆိုရင်အဆင်ပြေလားဒီလောက်ဆိုရင် okay လားပေါ့နော်အဲ့လိုမိတာ domo oscara samadista so kare ma ဆိုတာပင်မန်းတာနော်အော်ဂျပန်လူမျိုးတွေကဒီရုံးစင်ကနေပြီဆိုလို့ရှိရင်အော်စကာရဲစာမတဲ့အော်စကာရဲစာမတဲ့ရှိတာအဲအဲ့လိုမျိုးလေးတွေနှုတ်ဆက်တယ်။အာဒီမှာဆိုရင်အော်စကာရဲစာမတဲ့ရှိတာဆိုတော့ပင်မန်းသွားပြီနော်ဆိုရဲအထိပဲပေါ့နော်။အာဒိုမိုအော်စကာရဲစာမတဲ့ရှိတာဆိုရင်အာပင်မန်းသွားပြီနော်ဒိုမိုဆိုထည့်လိုက်တော့ပိုးရင်ကြေးသွားတယ်ပေါ့နော်။ အရာဂါရီမန်မနစ်တက်ဖို့မကြည့်ဘူးဆိုတဲ့အတိပဲအရာဂါရီမန်မနစ်တက်ဖို့မကြိုက်ဘူးပေါ့နော်အရာဂါရီမတ်မနစ်တက်ဖို့မကြိုက်ဘူးမတနောက်ထပ်နောက်တစ်ချိန်မတနောက်ထပ်နောက်တစ်ချိန်ဥမခုကျွမ်းကျွမ်းကျင်ကျင်ကျွမ်းကျင်စွာဥမခုကျွမ်းကျွမ်းကျင်ကျင်ကျွမ်းကျင်စွာဂျွန်းကျော်အစီအစဉ်ဂျွန်ဂျောအစီအစဉ်အန်ရှင်နာစိတ်ချရသောအန်ရှင်နာစိတ်ချရသောစေရရသောအန်ရှင်နာစိတ်ချရသောစေရရသောယောဂံဖော်ပြခြင်း ယောဂံဖော်ပြခြင်းယောဂံဖော်ပြခြင်းတတူအေပါဥပမာအဖြစ်တတူအေပါဥပမာအဖြစ်ဝါခါလဲမန်ကွဲကွာသည်ဝါခါလဲမန်ကွဲကွာသည်ဝါခါလဲမတ်ကွဲကွာသည် ခိုရဲရဆိုတာဒီအရာတွေဓာတွေပေါ့နော်ခိုရဲရဒီအရာတွေဓာတွေခိုရဲရဒီအရာတွေဓာတွေအန်ကီဆိုတာကကံကြမ္မာဆိုတဲ့အဲ့လိုမျိုးအထိပဲကွာအန်ကီကဝါတွေဆိုရင်ကံရမကောင်းဘူးဆိုတဲ့အထိပဲအန်ကီကအီးဆိုရင်ကံကောင်းတယ်ဆိုတဲ့အထိပဲနော် ကြတာဆိုရင်တော့ဒီမှာအားလုံးပြီးသွားပြီပေါ့နော်အဲ့ဒါဆိုရင်မှတ်နည်းလေးတွေမှတ်ပေးပါမယ်အဲ့တော့အရင်ဆုံးနာခီးမှတ်ပေါ့နော် နာတဲ့အတွက်ကြောင့်မလို့တခီးခီးနဲ့ငိုနေတယ်ပေါ့နော်နာတဲ့အတွက်ကြောင့်မလို့ဥမာအဖေအမေကအာဒီရွာတွေမှာဆိုရင်အဖေအမေတွေကရိုက်ပြီးတော့စုံပါတယ်ပေါ့နော်ကလေးတွေကိုအဲ့ဒါကောင်းတာတော့မကောင်းဘူးနော်ဒါဆန်းစရာမှတ်ပေးတာမဟုတ်လို့နော်အော်နားရဲတော့ကြောင့်ကလေးလေးကတခိခိနဲ့ငိုနေတယ်ပေါ့နော်နားရဲတော့ကြောင့်မလို့တခိခိနဲ့ အတန်ထွက်လို့ရှင်လဲထပ်ပြီးရိုက်ခဲ့ပါဆိုတော့တကီကီနဲ့ငိုနေတယ်ပေါ့အဲ့လိုမှတ်ထားမယ်နော်နာခိမတ်ဆိုရင်ငိုတယ်ဝါရိုင်းမဝါဝါကဝါဝါကဗာလဲဆိုရင်ရဲနေရလို့မှတ်မယ်အာဝါဝါလာနေတဲ့ပုံကိုကြည့်ပြီးတော့ရဲတယ်ပေါ့ဝါဝါလာနေတဲ့ပုံကိုကြည့်ပြီးတော့ရဲတယ်လို့မှတ်မယ်နော်ဝါဝါကလမ်းလျှောက်လာနေတဲ့ပုံကိုကြည့်ပြီးတော့ရဲနေတယ်ပေါ့ဝါဝါလာတဲ့ပုံကိုကြည့်ပြီးတော့ရဲတယ်လို့မှတ်မယ်အဲ့တော့ဝါလာယီမတ်ဆိုရင်ရဲတယ်နေမူဒီမတ်ဆိုရင် နေမတ်ကအိတ်တယ်နေမိုရီမတ်စလည်းအိတ်တယ်ပေါ့အဲ့လိုလေးမှတ်ထားမယ်နော်နေမတ်ကအဲဒီအတန်တော်ချင်းနေတူတဲ့အတွက်ကြောင့်မလို့နေမတ်အိတ်တယ်နေမိုရီမတ်အိတ်တယ်တို့ကခါဝါခိမတ်ခါဝါခိမတ်ဆိုလို့ရှိရင်ခါဝါလို့ခေါ်တဲ့အခွန်လေးတွေကတဖြည်းဖြည်းနဲ့၆တွေ့လာတယ်လို့မှတ်မယ်နော်ခါဝါလို့ခေါ်တဲ့အခွန်လေးတွေက၆တွေ့လာတယ်လို့မှတ်မယ်အဲ့တော့ဒီကကြတော့ဗာလဲဆိုရင်စာဆရာဒီတိုင်းပဲအတန်တော့အတိုင်းလိုက်မှတ်ပေးရအောင်နော်။အော်ခါဝါကီမတ်ချောင်းရဲ့နောက်တစ်ခုကနူးလဲမတ အာနုနုဆိုတဲ့ကောင်မလေးကချော်လဲပြီးတော့အင်ကြီးတွေစိုးကုန်တယ်လို့မှတ်မယ်။ဥမာမိုးရသည်မှာနုနုဆိုတဲ့ကောင်မလေးကချော်လဲပြီးတော့လဲပြီးတော့စိုးကုန်တယ်ပေါ့။နုလဲမနုနုကလဲပြီးစိုးကုန်တယ်လို့မှတ်မယ်။နုလဲမဆိုရင်စိုးတယ်။စုဘဲဒီမှာအာဆူဆူရဲ့ဘဲကချော်တယ်လို့မှတ်မယ်နော်။ဆူဆူရဲ့ဘဲကချော်တယ်ပေါ့။တကယ်တကယ်ချော်တာကတော့ဒီလူတွေဘာတွေချော်တာမှမတော့ဘူးနော်။ကြမ်းမြင်တို့ဘာတို့ချော်တာမှတော့နော်။ကြမ်းမြင်တို့အဲ အဲ့တော့စူပဲဒီမတ်ဆိုရင်ချောတယ်ပေါ့နောက်တစ်ခုကโอเคမတ်ဆိုရင်အေးရထားတယ်ဆိုတဲ့ခန်းကြီးအဲ့နောက်တစ်ခုကဖြစ်ပွားတယ်အနည်းနဲ့လည်းသုံးသေးတယ်နော်ရောဂျီကိုကโอเคမတ်ဆိုရင်ဖြစ်ပွားတယ်အဲ့တော့ဒီဒီရမယ်လို့ထင်တယ်နော်နားတဲ့အတွက်ကြောင့်တခိခိနဲ့ငိုတယ်ဝါဝါလာနေတဲ့ပုံကိုကြည့်ပြီးရီးတယ်နေမတ်ကအိတ်တယ်နေမိုရီမတ်ဆိုလည်းအိတ်တယ်နောက်တစ်ခုကခါဝါဆိုတဲ့အခွန်လေးတွေကအာခြောက်လာတယ်ပေါ့နော်ဒါမှမဟုတ်ရှင်လည်းခါအဝါနားလေးကနေပြီးတော့တဖြည်းဖြည်းနဲ့အိမ်ကြီးကခြောက်လာတယ်လို့မှတ်မယ်နူနူကလဲပြီးဆိုတယ်နူလဲမကဆိုတယ် စွစုရဲ့ဘဲကချောတယ်ပေါ့နော်ဆိုဘဲဒီမတ်စ်ကချောတယ်ကြမ်းမြင့်နေပါတယ်ချောတာမှာသုံးတယ်နောက်ကโอเคမအိယာထားတယ်ဟာကအိယာထားသည်ဆိုတဲ့ဟာကတနည်းရဲ့နောက်တစ်မျိုးအနေနဲ့ဖြောပွားသည်အနေနဲ့သုံးတယ်နောက်ကချောဆဲဆိုရှိမှာချောချောဆိုတဲ့ကောင်မလေးနဲ့အချိန်တွေကိုဟိုညှိနေတယ်ပေါ့နော် အာချောချောဆိုတဲ့ကောင်မလေးနဲ့အချိန်တွေကိုညှိနေရလို့မှတ်မယ်ချောဆဲဆိုရှိမှအဲချောချောနဲ့ပေါ့နော်10နာရီလောက်ဆိုရင်တော့အဆင်ပြေတယ်ဆိုပြီးတော့အချိန်ညှိနေရလို့မှတ်မယ်ချောဆဲဆိုရှိမှညှိ အန်ရှင်နာအန်အန်ရှင်နာတော့ဖြစ်တယ်အန်ဇန်နာအန်ဇန်နာကတော့အန်နီယကင်းတော့အဲ့တော့အန်နီယကင်းနာကတော့ဆန်စလို့ဘယ်လိုမှတ်မလဲဆိုအန်ဇန်နာကအန်နီယကင်းတော့ဒါလေးကတော့ဆန်စလဲမမှတ်ပြတယ်ဘူးအန်ဇန်နာကဘယ်လိုမှတ်ပြရင်ကောင်းမလဲအန်ဇန်နာကကြတော့အဲ့ဒါလေးကလည်းမှတ်ပြလို့မရဘူးပေါ့နော်ဒီတိုင်းလေးပဲမှတ်ထားမယ်နော်အန်ဇန်နာ အန်ဇန်နာဆိုရင်အန်နီအကင်းတော့ဘေကင်းတော့နော်နောက်တစ်ခုကတော့ခိခန်းနာခိခန်းနာဆိုလို့ရှိရင်အန်နီရှိတော့နော်ခိခန်းနာဆိုရင်ဥမာခိလို့ခေါ်တဲ့ဥပမာပေါ့အရင်တော့ခိဆိုရင်စိတ်လို့ကြက်ခဲ့တယ်နိအဲ့တော့ခိလို့ခေါ်တဲ့စိတ်ကဘောနော်ခန်းချောက်လာပြီဆိုရင်အန်နီရှိရလို့မှတ်မယ်ဥမာကိုယ့်ရဲ့စိတ်ကတက်တက်ကြွကြွမရှိတော့ဘဲနဲ့အမြဲတမ်းစိတ်တက်ကြပြီးဒီလှုပ်ချင်ခိုင်စင်စိတ်တွေ အဲဘောနော်စူးစားကျင်စိတ်တွေခန်းချောက်လာပြီဆိုရင်အန်ရရှိတယ်လို့မှတ်မယ်နော်ခိခန်းလာဆိုရင်အန်ရရှိတော့နောက်တစ်ခုကကျတော့ခိုဤခိုဤရဲ့ဦးစုရဲ့အဲ့နှစ်ခုဒီတိုင်းလေးပဲမှတ်ထားမယ်နော် ခိုဤဆိုတာကကျတော့ခိုဤဆိုတာကကျတော့ဒီတိုင်းအယောင်ဆိုရင်ပြင်းတယ်အရေဆိုရင်ပြစ်တယ်အဲ့လိုမျိုးလေးဦးစုဆိုတာကကျတော့အာဒီအယောင်ဆိုရင်အဲဒီအရသာဆိုပေါ်တယ်အရေးဆိုကျဲတယ်အရောက်ဆိုဖြော့တယ်ပေါ့ဒီနှစ်ခုကအတွဲလိုက်လေးမှတ်ထားမယ်နောက်တစ်ခုက အာဆွေဆိုတာကအရင်တော့ကကြက်ခဲ့တဲ့အာဆွေကပူတော့ဗောနော်အာပူတယ်ဆိုတာကပြောချင်တာကအဲ့ဒီအထူကြီးဝင်လာလို့လို့မှတ်မယ်နော်အာဆွေပူတယ်ဆိုတာအဲ့ဒီထူနေလို့ဗောနော်အာဆွေထူတော့အနေနဲ့လည်းရှိတယ်လို့မှတ်ထားမယ်ဖူတို့ဖူလို့ခေါ်တဲ့အစားအစာတွေကိုတိုးတိုးပြီးတော့စားလာတော့ဝါဝါတယ်လို့မှတ်မယ်နော်ဝါလာတယ်လို့မှတ်မယ်ဖူတို့ဆိုရင်ဝါတော့ဟိုဆိုးကြီးဆိုလို့ရှိရင်ဟိုဘက်အိမ်ကဆိုးဆိုးဆိုတဲ့ကောင်မလေးကပိန်ပိန်လေးလို့မှတ်ထားမယ်နော်ဟိုဘက်အိမ်ကဆိုးဆိုးဆိုတဲ့ကောင်မလေးကပိန်ပိန်လေးပေါ့ဟိုဆိုးကြီးဆိုရင်ပိန်တော့ ကိုကတော့ full လို့ခေါ်တဲ့အစားအစာတွေတိုးတိုးပြီးစားလာလို့ကိုကတော့ဝလာတယ်။ဟိုဘက်ရင်ကဆူဆူဆိုတဲ့ကောင်မလေးကတော့ပိန်ပိန်လေးလို့မှတ်မယ်နော်။ဟိုဆိုးကြီးဆိုရင်ပိန်တော့နောက်တစ်ခုက cookie cookie ဆိုတာက လေတို့နော် cookie အာ cookie cookie ဆိုတာကဘယ်လိုမှတ်မှန်ကောင်းမလဲဆိုတော့ cookie ဆိုလို့ရှိရင်၄ဒုပေါ့နော် cookie ဆိုရင်၄ဒုဒါလေးကိုကြာတော့ဘယ်လိုမှတ်ပေးအောင်ဒါကတကယ်တော့ဒီမှာလေးကောင်းငင်ရဲ့စိတ်ရဲ့ပေါင်းထားတာပေါ့နော်ကောင်းငင်ရဲ့စိတ်က၄ဒုဖြစ်သွားတာပြောချင်တာကကောင်းငင်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့၄တိုက်တာတွေအဲ့လိုမျိုးတွေရှိရဲ့ပေါ့နော်၄ရဲ့အခြေအနေဖြစ်သွားတယ်အဲ့လိုမှတ်ထားပေါ့နော် cookie cookie ဆိုရင်၄ဒုကောင်းငင်ခန်းညာခိုးလို့ထွက်တယ်အော်ဒီပကစိတ်ခန်းညာခိလို့ထွက်တယ်ပေါ့နော် cookie ဆိုလို့ရှိရင်၄ဒု အဲအဲ့ဒါဆိုလို့ရှင်နောက်တစ်ခုသွားမယ်နော်နာမိတာအာနာကအဲဟိုဆိုလို့ရှင်ရှေ့မှာတော့ဆန်ဆန်တို့နာတဲ့အတွက်ကြောင့်မလို့တခိခိနဲ့ငိုတယ်ဆိုပြီးတော့မှတ်ထားတယ်လीအာဒီမှာအဲ့ဒါနဲ့ငိုတယ်ဆိုတဲ့အတွက်ကြောင့်ငိုတဲ့ခါမှာမျက်ရည်တွေကျလာတယ်ကွာနာတဲ့အတွက်ကြောင့်မလို့အမိအရာဘာလဲဆိုရင်မိမိဆိုတဲ့ကောင်မလေးကမျက်ရည်တွေကျလာတယ်လို့မှတ်မယ်နာမိတာဆိုရင်မျက်ရည်နာတဲ့အတွက်ကြောင့်မလို့မိမိဆိုတဲ့ကောင်မလေးကမျက်ရည်ကျလာတယ်လို့မှတ်မယ်နာမိတာမျက်ရည်နာခီမတ်ဆိုရင်ငိုသည်ပေါ့နော် နောက်တစ်ခုကဝါအဲ့ဒီဝါရှိစုတို့ဝါရှော့ခုတို့အဲ့ဒီဂျပန်နဲ့ဆိုင်တဲ့ဟာတွေကဒီဝါဆိုတဲ့ဟာလေးပေါင်းတယ်အနောက်တိုင်းနေနဲ့ဆိုင်တဲ့ဟာလေးကယောဆိုတဲ့ဟာလေးပေါင်းတယ်အဲ့ဒါလေးမှတ်ထားမယ်နော်အာဥမာဆိုလို့ရှိရင်အဲဒီမှာတော့အစားအစာနဲ့တွဲလဲတွဲရောဝါရှော့ခုဆိုလို့ရှိရင်အဲဒီဂျပန်အစားအစာဖြစ်သွားတယ်ယောရှော့ခုဆိုလို့ရှိရင် အနောက်တိုင်းအစားအစာဖြစ်သွားတယ်နော်အဲ့ဒီဝါနဲ့ယောနဲ့အဲ့ဒါလေးကိုမှတ်ထားမယ်နောက်တစ်ခုကအိုခါဆူအိုးထဲမှာအာဒီ အိုးထဲမှာကအာဒီစုစုနေတယ်ပေါ့ဟင်းလျာလေးစုနေတယ်လို့မှတ်မယ်။အိုခါစုဆိုရင်ဟင်းလျာနောက်တစ်ခုကလျောဆိုရင် ပမာဏလျောဆိုရင်ပမာဏအဲဒီအရင်ကတော့လျောဆိုရင်အဆောင်လို့ချက်ခဲ့တယ်နော်အဲ့တော့အဆောင်ထဲမှာနေတဲ့လူပမာဏလို့အဲ့လိုမှတ်ထားရင်မှတ်ထားပါတော့နောက်တစ်ခုကဘိုင်းဆိုရင်စကိုပြောတာနော်နီးဘိုင်းဆိုရင်နှက်စဘိုင်းဆိုရင်အစနောက်တစ်ခုကရှင်းကူရူကကြတော့အင်္ဂလိပ်အတန်တော့ကနေလာတာဆိုတော့ရမယ်လို့ထင်တယ်နော် swing swing ကလည်းပဲအဲ့လိုပဲအင်္ဂလိပ်အတန်တော့ကနေလာတာဆိုရမယ်လို့ထင်တယ်။နောက်တစ်ခုက Santa Cu Santa Cu ရှိမှဆိုရင် away ရှော်တာ Santa Cu Mono ဆိုရင်ရှော်စရာအဝတ်ပေါ့နော်။နောက်တစ်ခုက hotel တူကလည်းအင်္ဂလိပ်အတန်တော့ကနေလာတယ်နော်။ဟိုကဟိုတဲကတဲနောက်က L ကကျတော့ loop ဖြစ်သွားတယ်နော်။ hotel loop hotel loop ဆိုရင် hotel Hiroshima ကတော့သူရဲ့မြို့နာမည်နော် Hiroshima မြို့ပေါ့ နောက်တစ်ခုကဒိုရှီမတ်စ်ကဒိုနာဆိုင်မတ်စ်ကဒီလိုဟာမျိုးဒီစကေပြောတွေကကြတော့များများလေးစကေပြောမှာထည့်ပြောလိုက်ရင်ကြက်စရာမလိုဘဲနဲ့သူကအော်တိုရပါလိမ့်မယ်နော်။ဟောဒိုရှီမတ်စ်ကဒိုနာဆိုင်မတ်စ်ကအဲ့လိုအတွဲလိုက်လေးမှတ်တာပေါ့နော်။ခါတိုခါတိုကလည်းအင်္ဂလိပ်အတန်တော့ကနေလာနော်။ C ကိုကြတော့ C နဲ့ခါတာမရှိတော့ K နဲ့ခါကိုတုံးလိုက်တယ်နော်။ T ပါပြီဆိုရင်သူကအသေးလေးတွေထည့်တယ်တဲ့။နောက်ဆုံးမှ T တွေပါပြီပါရင်နော်။အော် T ကကြတော့ဒိုထည့်လိုက်တယ်နော်။ နောက်ခတ်တူနောက်တစ်ခုကရှမ်ပူရှမ်ပူဆိုတာကရှမ်ပူခေါင်းလျှော်ရည်လေနောက်ခေါင်းလျှော်ရည်ကိုပြုတ်လုပ်တယ်ဆိုတနည်းအားဖြင့်ခေါင်းလျှော်တာရှမ်ပူကိုရှင်မဆိုရင်ခေါင်းလျှော်တယ်ဒိုယူဖူနီနာဆိုင်မတ်ကဒါလည်းလိုပဲစကားပြောပုံစံလေးဗစက်ကနေတွက်နေအောင်ကြဲထားမှာဆိုရင်တွက်နေအောင်ပြောနေမှာဆိုရင်ဒါကြက်စရာမလို့ရမှာပေါ့နော်ဒိုနာဆိုင်မတ်ကဒိုယူဖူနီနာဆိုင်မတ်ကဘယ်လိုပုံစံမျိုးပြုတ်လုပ်ချင်ပါသလဲရှော့တူရှော့တူဆိုတာအင်္ဂလိပ်အတန်အတွက်ကနေလာတာနော်အတူကိုပြောတာပါနောက်တစ်ခုကအဲ့လိုပဲဒီကလည်း မိတိုင်းနေရှိတဲ့ခူတာဆိုင်ဒီလိုမျိုးဒီလိုပုံစံလေးရှိတဲ့ခူတာဆိုင်ပြုလုပ်ပါပြုလုပ်ပေးပါဗောနော်ဒါလည်းစကားပြောလေးတွေပဲဒီတိုင်းလေးကြက်ထားမယ်နောက်တစ်ခါခိုတဲ့တဲ့ခိုတဲ့ဆိုရင်ဒါအဖြစ်ဒါနဲ့ဗောနော်ခိုတဲ့ဆိုတာဒါလေဒါလောက်ဆိုရင်ဒါနဲ့ဆိုရင်ဒီနေ့အဖြစ်ဒါစကားပြောပုံစံဆိုတော့အပြည့်အစုံတွေမပြောနေတော့ဗောနော်ဒါနဲ့ယောရရှိတဲ့ရှောကယောရရှိဒက်စကယောရရှိတဲ့ရှောကအဲတုံးလို့ရတယ်နော်ဒေရှောကတော့ပုံပြီးရင်ကြည့်တယ်ဗောယောရရှိတဲ့ရှောကဒါလောက်ဆိုရင်အစဉ်ပြေလား အဲ့လိုမေးရနောက်တော့ဒိုမိုစကာရက်ဆာမဒေစတာအဲ့ဒါလေးကတော့ယုံယုံစင်းပြီဆိုရင်ပြောနေကြစကားလေးတွေပေါ့နော်ဒိုမိုကြီးကတော့မထဲဘူးပေါ့ဒါကတော့အစကားရဆမဒေးစတာဆိုရင်ပြန်မှန်းသွားပြီနော်ဆိုတဲ့အဓိပ္ပာယ်။အိယာနာဆိုရင်ဒါမနှင်းမြို့တော်တို့အရင်တော့ချက်ခဲ့ပြီးတာ။အိယာဂါဒီမတ်ဆိုရင်မနှစ်သက်ဘူးဒါတော့ဘက်အနေနဲ့ဒိုးရှိနေနဲ့ပါတာပေါ့နော်။ဒိုးရှိနေနဲ့တုံးတာပေါ့။မနှစ်မကြည့်ဘူးမနှစ်သက်ဘူးမကြိုက်ဘူး။မာတာဆိုရင်နောက်ထပ်နောက်တစ်ကြိမ်ဒါလေးအမြဲတမ်းတုံးနေကြစကလုံးလေး။ ဥမာကြီးဆိုရင်အရင်တော့ကတော့ကောင်းတော့ဆိုပြီးကြက်ခဲ့တယ်เนาะဥမာကြီးဆိုရင် ကောင်းတော့ဥမာကြီးကကောင်းတယ်လို့တော့မှတ်ပေးခဲ့တယ်เนาะဟောကောင်းတယ်ဆိုတာတနည်းအားဖြင့်ဥမာခုကျွန်းကျွန်းကျင်ကျင်နဲ့လုံနိုင်လို့လို့မှတ်မယ်เนาะဥမာခုကျွန်းကျွန်းကျင်ကျင်ကျွန်းကျင်ဆိုတာနောက်တစ်ခုကဂျွန်းကြော့ဂျွန်းကြော့ဆိုရင်အဲ့တော့ဂျွန်းဘန်းတို့ဂျွန်းဘန်းဆိုလဲအစီအစဉ်ပဲဂျွန်းဘန်းတို့ဂျွန်းကြော့တို့เนาะကျွန်းကျော်ဆိုရင် အစီအစဉ်နောက်တစ်ခုကအန်ရှနာအန်ရှနာဆိုရင် စိတ်ချရတော့အန်ဇန်နာတို့အန်ရှနာတို့เนาะဒီ ရာစုဤဆိုတဲ့ခန်းကြီးလေးတကယ်တော့အဲ့ဒါခန်းကြီးလေးတွေရမယ်ဆိုရင်ဒီဘက်ကတကယ်တော့ဒီဘက်က ခိုတိုးပါတွေဆိုတာခန်းကြီးတွေကနေဆင့်သက်လာတာတကယ်လို့ခန်းကြီးတွေဒါရမယ်ဆိုရင်ဒီခိုတိုးပါတွေမင်းနီးနေရာလဲအော်တိုရလာမှာပေါ့နော်ဒီရာစုဤဒီခန်းကြီးလေးကရာစုဤခန်းကြီးလေးနော်အဲ့ဒီဈေးသက်သာတယ်ဆိုတဲ့ခန်းကြီးလေးကနောက်တစ်မျိုးသူ့ရဲ့အထိပယ်ကဘာလဲဆိုရင်အဲ့လိုမျိုးအဲဒီစိတ်ချရတယ်တို့လုံကြုံတယ်တို့အဲ့လိုအထိပယ်ရရတယ်ပေါ့နော် အဲ့လုံကြုံသွားတယ်နှလုံးသားလေးကလုံကြုံဒီဘက်ကဟာလေးကနှလုံးသားခန်းကြီးလေးနှလုံးသားခန်းကြီးလေးကဒီမှာရှင်းလို့ထွက်တယ်။ရာစုီခန်းကြီးကဆောနာတော့ကလည်းအန်ဆန်းမှာလည်းအန်လို့ထွက်တယ်နော်။ရာစုီခန်းကြီးကအန်လို့ထွက်တယ်နှလုံးသားခန်းကြီးကရှင်းလို့ထွက်တယ်အဲ့တော့ဒီလုံလုံကြုံကြုံလေးဖြစ်သွားတယ်နှလုံးသားလေးကလုံကြုံသွားတယ်စိတ်ချရသွားတယ်ဆိုတော့တနည်းအားဖြင့်စိတ်ချရတာပေါ့နော်။အန်ရှင်းလာဆိုရင်စိတ်ချရတော့အဲ့လိုမျိုးခန်းကြီးကနေတစ်ဆင့်ပြန်မှတ်လဲရတယ် ပြောခန်းဆိုရင်အဲ့လိုမျိုးခန်းကြီးကတစ်စင်ပြမှိုင်တော့ဒါတစ်ချက်ကုန်နှစ်ချက်ပြပေါ့နော်ခန်းကြီးရောပါရရပါတယ်ပေါ့ပြောခန်းဆိုတာကတော့ဖော်ပြခြင်းဒါလေးကတော့ဒီတိုင်းလေးပဲမှတ်ထားမယ်တာတူဧပါတော့အမြဲတမ်းပါနေရပါနေရနော်တာတူတာတူဧပါဆိုတော့ဥပမာအပြင်ဆိုအတိပဲဝါခါလဲမန်းဆိုတာကကွဲကွာတာနော် ကွဲကွာတယ်ဆိုတော့ခန်းကြီးလေးရနေတုံးထားတာအဲအဲ့ဆိုရင်ဝါခါလဲမန်းကကွဲကွာတာခိုရဲရဆိုတာက ခိုရဲဆိုတာဒီ ဒါတို့အဲ့လိုမျိုးဆိုတော့ခွေရတာဆိုရင်ဒီအရာတွေဒါတွေပေါ့နော်နောက်တစ်ခုက angie ဆိုတာကတော့ကံကြမ်းမားတို့ကတော့အဲ့လိုမျိုးလေးမှတ်ထားမယ် angie က worry ဆိုရင်ကံမကောင်းတော့ angie က ee ဆိုရင်ကံကောင်းတော့ပေါ့နော်ကဲဒါဆိုရင်တော့ပြီးသွားပါပြီအဲဒီနားမလည်တာရှိလို့ရှိရင် comment မှာရေးခဲ့လို့ရပါတယ်အားလုံးပဲကြောင်းသားကြောင်းသမီးအားလုံးစားလေးလာတာအဆင်ပြေကြပါစေနော်